င်္ဂလာပါသားတို့သမီးတို့ရေဒီချေကတော့ Grade 5ညမစာကိုသင်ကြားပေးမယ်ဒီချေမှာဖြစ်ပါတယ်။ဒီချေကအခုသားတို့သမီးတို့ကိုသင်ခန်းစာ27အာဇာနည်ခေါင်းအောင်သင်ခန်းစာကိုသင်ကြားပေးမှာဖြစ်ပါတယ်။သားတို့သမီးတို့ဟာဒီသင်ခန်းစာကိုသင်ကြားရခြင်းကြောင့်မိမိအကျိုးကိုစွန့်ပြီးအများအကျိုးကိုဆောင်ရွက်တတ်တဲ့စိတ်တွေဖြစ်ပေါ်လာမယ်။ပုံမြင်ကိုဖတ်ရှုပြီးပုံမြင်မှာအကြောင်းအရာများကိုပြန်လည်ပြပြတတ်လာမယ်။ တာဝန်သမီးတို့ရဲ့အာဇာနည်ဆိုတဲ့အဓိပ္ပာယ်ကိုသိကြသလားအာဇာနည်ဆိုတဲ့အဓိပ္ပာယ်ကတော့တာမန်ထက်လက်ညှိုးရင်နှလုံးရည်ထုခဲ့တာလုံးပြီးအများအကျိုးအတွက်သက်စွန့်ကြိုးပမ်းဆောင်ရွက်သူကိုခေါ်တာဖြစ်တယ်နော်တာဝန်သမီးတို့ရဲ့ဒီအာဇာနည်ခေါင်းဆောင်ပုံရင်ကတော့950ဇန်နီပက်တော်တွေကစက်တော်တစ်ခုဖြစ်တဲ့ဖျားလောင်မြောင်မင်းရဲ့ဘဝဖြစ်စဉ်တစ်ခုဖြစ်တယ်။ဒီခြေကပုံမြင်ကိုပြောပြခင်မှာပုံမြင်ထဲမှာပါတဲ့ခက်စစ်အသေးလေးကိုပြောပြပေးမယ်နော်။ဂင်ကမြင့် အိန္ဒိယပြည်ရှိညီကြီးတစ်စင်း၏အမည်ခါချင်းသူရများကိုအုံဖွဲ့ရင်နေသောပရွက်နီတက်မှတ်ချင်းဆွေးလန်းမမောချင်းစံတက်မြစ်ချောင်း၏အထက်ပိုင်းသို့ရည်စည်းကိုဆန့်ကျင်လျက်လေဖောင်ဖြစ်သွားသည် အကြီးအမှုလက်အောက်ငယ်သားများအားထိန်းသိမ်းစောင့်ရှောက်သူတို့ဖြစ်တယ်ဒီစေကအာဇာနည်ခေါင်းဆောင်ပုံရင်ကိုပြပြမယ်နော် ရှိသရောအခါဘုရားလောင်းမြောင်မင်းသည်မြောက်များကိုအုပ်ချုပ်လျက်ဟိမဝန္တာတော်၌နေ၏ဟိမဝန္တာတော်ဆိုတာကတော့အိန္ဒိယနိုင်ငံမြောက်ပိုင်းရှိစင်းစင်းမပြတ်ဖုံးလွှဲနေတဲ့တောင်နှန်းကိုပြောတာဖြစ်တယ်ဟိမဝန္တာတော်အတွင်ရှိဂင်္ဂမြစ်ကဲ၌တရက်ပင်တစ်ပင်ရှိ၏ထိုတရက်ပင်ဤသည်တို့သည်အနန္ယတာနှင့်ပြည်စုံ၍မြောက်တို့သည်ထိုတရက်သီးတို့ကိုစားကြ၏တရက်ကိုင်းတစ်ခိုင်းသည်မြစ်ပေါ်သို့ထိုးထွက်နေ၏ ထို့အကိုင်းမှာကျွေရမြစ်တို့ကြသောအသီးတို့ကြောင့်မြောက်တို့သည်တနည်းတွင်ဘေးဖြစ်မည်ကိုမြောက်မင်းမြင်၏ထို့ကြောင့်တရက်ပွင့်ခြင်းရောက်တိုင်းထို့အကိုင်းတွင် ပွင့်သောအပွင့်တို့ကိုမြောက်မင်းကမြောက်တို့အားဖျက်ဆီးစေ၏တနည်းသောခါဇင်တို့ပြုလုပ်သောတရွဲ့အုံတို့အခုတွင်တရက်သည် တလုံးသည်ဒီကိုမြောက်တို့မမြင်ပဲကြံရည်၏ထို့အသည်သည်မှဲ့၍ကြည်လီသောမြစ်တွင်သို့ကြ၍မျောပါသွားလေ၏ ဘာယန်နေတီမြစ်စိတ်တို့ရောက်၍တယောက်သောသူကဆေးရည်ရရှိလျင်အစင်းနဲ့ရတာနဲ့ပြည့်စုံသောအသည်ဖြစ်သောကြောင့်ဘယင်တန်ဆက်သား၏ဘယင်လည်းတရသည်ကိုတုံးဆောင်လေးလျင်အလွန်ထူးသော အနက်ရတာကိုတွေ့ရ၍ချက်မှန်စားလို့သောတတ်မှတ်ခြင်းပြင်းစွာဖြစ်၏ထို့ကြောင့်မုဆိုးတို့ကိုလမ်းညွန်ပြစေ၍တရက်ပင်ရှိရသောရအောင်ဆန်တက်လာ၏တရက်ပင်ကိုတွေ့လေလျင်ဘယင်နှင့်တကွာစစ်တီပူပါတို့သည်တရက်သည်များကို ူစားတော့ကြ၏နေဝင်သောအခါထိုတရက်ပင်အောင်းလိုက်ပင်အိတ်ကြ၏လူတို့အိပ်ပျော်သောအခါမြောက်တို့သည်တရက်ပင်ပေါ်တက်၍တရက်သည်များကိုစားကြ၏ဘရင်လည်းနို့၍မြောက်များကိုမြင်လီသောလေးသမားတို့အားတရက်ပင်ကိုဝန်းရံထားရန်အမိန့်ပေး၏မြောက်တို့လည်းအလွန်ကြောက်လန့်သောကြောင့်မြောက်မင်းတန်ချစ်ကပ်ကြ၏မြောက်မင်းကတင်တို့အားငါအသက်ပေး၍ကင်အံ့ဟုဆိုပြီးလျှင် မြစ်ပေါ်တွင်ကိုင်းနေသောတရကိုင်းအစွန်းမှပြင်းစွာသောအဟုန်ဖြင့်ခုန်လက်သောတဖက်ကန်းရှိခြုံထက်သို့ကြာ၏ထိုခြုံပေါ်မှဆင်း၍ကျိန်တွေတစ်ခုကိုဖြတ်ပြီးလျှင်တစားကိုတစ်ပင်တစ်ပင်လိုက်ချီ၏တစားကိုမိမိ၏ခါ၌ချီလျက်တရက်ပင်သို့အရောက်ပြန်ခုန်၏နွယ်ကိုဖြစ်စဉ်ကတစ်ပင်နှင့်တရက်ပင်ရဲ့အကွာကိုမတိရပဲခံမှန်းဖြစ်ရသောကြောင့်အနှဲငယ်တူသွား၏ အနှင်းငယ်တို့သွားသောကြောင့်တရက်ပင်ပေါ်သို့မရောက်ဖဲလက်နက်ဖက်ဖြင့်တရက်ကိုင်းအစွန်းကိုဆွဲကင်မိယုံသာရှိနေသည်ဖြစ်တန်လန်းဖြစ်နေ၏။မြောင်မင်းကအချင်းတို့ငါကျောကုန်းကိုနင်းလျက်ချိန်တွေပေါ်ချောက်၍ချမ်းသာရာအရက်တို့သွားကြလောဟုဆို၏။မြောက်တို့လေမြောင်မင်းဟာယူသည်စွာကြော့၍တဖက်ကန်းတို့ချင်းချင်းစွာဟူကြ၏။ထိုမြောင်များအနက်ဒီကိုရက်လောင်မြောက်သည်မြောင်မင်းအားအမြင့်ရန်ရှာသောမြောက်ဖြစ်၏ ေဝရက်အလောင်းမြောက်လေယခု၅ရန်သူပစ္စည်းအောင်ပြုတ်ရန်ဟူကြံလေအမြင့်သူတက်ပြီးတော့မြောင်မင်းဤကျော်ကုန်းဘောတို့အဟုန်ပြင်းစွာခုံချပြီးမှနှွေကိုပြင်းစွာနှင်း၍ကန်းတစ်ဖက်သို့ကူးသွား၏ထိုသို့ခုံချသောအဟုန်ကြောင့်၎င်းမြောင်များနှွေကိုနှင်းသွားသောဒဏ်ကြောင့်၎င်းမြောင်မင်းသည်ပြင်းစွာသောဝေဒနာကိုခံစားလျက်တကောင်တည်းတန်းလန့်ကြံရိတ်ခဲ့လေသည်ဘာယာနေတီမင်းလည်းထိုအပြည့်ပြည့်အဆုံးကိုမြင်လေသောဤမြောင်ကြီးသည်တလိမ့်ဆန်ဖြစ်လျက်မိမိတက်ကိုပေး၍ အများကိုချမ်းသာစေ၏ဟု အလွန်ကြည်ညိုသောကြောင့်မြောက်ကြီးကိုတက်ကိုင်းအစွန်းမှအသားရချစေ၏မြောက်ကြီးကိုကို စီဖြစ်နေစေ၍နုညံ့သောအရာထက်တွင်အိပ်စေ၏အိပ်စေပြီးမှအဆွေမြောက်ကြီးတင်သည်မိမိကိုကိုတရားပြု၍မြောက်အပေါင်းကိုချမ်းသာရသူကူးစီသည်မှာတင်သည်ထိုမြောက်တို့နှင့်အသူဆွေမျိုးတဆက်တည်းဟုမေး၏မြောက်မင်းကြီးကမြတ်တော်မင်းကြီးငါသည်ထိုမြောက်တို့၏အကြီးမှုဖြစ်၏ အကြီးမှုဖြစ်သည့်အားလျှော်စွာထိုမြောက်တို့ဤချမ်းသာကိုငါဆောင်၏ထိုတို့ဆောင်ရသောကြောင့်ငါယခုတရားတော်မြည်ကိုတည်၏ထို့သောငါသည်စိုးရိမ်ပူပန်ခြင်းမရှိသင်မင်းကြီးလည်းငါ၏အပြုမှုကိုယူ၍တတဝါတို့၏အကျိုးကိုဆောင်ပါလောဟုဆုံးမစကားပြောပြီးလင်အသက်ကုန်ရှာလေသည်တတော်သမီးတို့၏ဖခင်လောင်းမြောင်မင်းကဘယ်လိုပုဂ္ဂိုလ်မျိုးဖြစ်လဲဖခင်လောင်းမြောင်မင်းဟာဆိုရင်ကောင်းဆောင်ကောင်းတယောက်အကြီးမှုကောင်းတယောက်ဖြစ်တယ်နော် ီချေကတာဟုတ်သမီးတို့ကိုအာစာနေကောင်းဆောင်မှုရင်ကိုပြ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 ီနော်တာဟုတ်သမီးတို့ကိုယ်တိုင်လည်းသိစာဖတ်ကြည့်ကြနော်ဒီချေရဲ့တင်ကြမှုကတော့ဒီလောက်ပါပဲဒီချေတို့နောက်စာသင်ချိန်မှာပြန်တွေ့ကြမယ်နော်